တနေ့ကနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလမှာအပြိုင်ဆိုင်အလုံးကိုကြော်လွှားအောင်မြင်မယ်ရှင်မန်းချက်မြန်မာစွာထားပြီးတိုးတက်မှုကိုဖန်တီးနိုင်တယ်ရှင်ပြိုင်မှုအလုံးကိုကြော်လွှားပြီးဘဝတိုးတက်မယ်ကာလရှိချာဆိုင်ငံ့နေတော့မှန်သမျှကိုအောင်မြင်ဆွေးနိုင်စွာရှိတယ် ကိုယ်ပိုင်ယက်တီချက်နဲ့ဒုက္ခဉ္ဇရဲ့အနစ်သာရကိုရမယ်တိုးတက်မှုအောင်မြင်မှုတွေရဲ့အနစ်သာရကိုရမယ်ပညာတတ်ကိုသုံးချနိုင်မယ်ဝေဝင်းနေဝေထွက်တယ်မမြဲဘူးကိုယ်ကိစ္စတွေသူတော်ကိစ္စတွေကိုဦးစားပေးပြီးလုပ်ရမယ်လုံးသမျှလူသိရှင်ကြားဖြစ်မယ်လျှို့ဝှက်ရမရဘူး15ရင်းနေရကောင်းသောကံကြမ္မာနဲ့တိုးတက်မှု ဖြစ်တည်တွားမှုတွေ16ရင်းနေရရန်တိုက်ခတ်နေတဲ့ထိတ်တိုက်တွေ့ရတတ်တယ် အနောက်တောင်ရကုဦးတည်သွားစရာနှင့်ဖြစ်တတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သတိထား18ရက်နေ့ကမိကောင်းဆွေကောင်းတောက်ကူရောက်ပြီးလူလေးယောက်အတူတူကခီးသွားခြင်းမပြုရဘူးအနောက်ရကုဦးတည်သွားစရာနှင့်ကြည့်ဆက်ရမယ်နေ့တနင်္ဂနွေညနေ3:00နာရီတွင် အသွာလာကျူဆက်မယ်။ဆက်ရှိရနေ့မှာထူးခြားသောကံပွဲမယ်၊မိကောင်းဆွေကောင်းထောက်ကူရမယ်။စူပေါင်းလုံကကြိုးပေးခြင်းနဲ့တိုးတက်ခြင်းရှိမယ်။ စကောရဲနေ့မှာရဝေးမှကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းသတင်းစကားတွေကြောင်းမယ်20ရဲနေ့မှာဝေကျေကံကောင်းမဲ့လက်ဖွဲ့မဲ့အလိုရှိရာပြည့်စုံမယ်21ရဲနေ့မှာရန်တိုက်ခံများနဲ့ထိတိုက်တွေ့မယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြောင်းမယ်အနောက်ရက်ကိုဒီသွားစရာတွေရှိတဲ့တဲ့မနစ်ညနေတနိုင်ခွဲရနေညနေသောတိုင်းတွေကိုအသွာလာနေတဲ့ကျူဆယ်အဲ့ဒီကဓနသိတိနဲ့ကဆန့်ရှင်သောနေ့တစ်ခုလည်းဖြစ်ပါတယ် ဒီကလအတွင်းမှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်တော်ရှက်ဖြစ်တတ်တယ်။တလေးကိုကနန်းနေ့ကျိုးပေးပါတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သွန်ဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်ပါ။ဂျွန်လ20ရက်နေ့မှာပိုက်ဆံအကျွေစိတ်30ကို လာစတစ်လေးတစ်ခုထဲမှာထည့်ပိတ်ပြီးတော့ပိုက်ဆိုင်ထည့်ထည့်ပြီးစောင်းထားပေးပါချိုးကြစွာငွေတေးခံကောင်းခြင်းနဲ့လက်ဝင်ခြင်းတွေအနာဂတ်မှာဖြစ်ပေါ်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့ဝေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ့ ၂၁ရက်နေ့အတွင်းကာလရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်မယ်တပါးသူကြောင့်ကိုယ်ရည်ရွယ်ချက်ပြင်းရွှဲမယ်လွတ်စားထားတာနဲ့လက်တွေ့ကွာဟမယ်ရံတိုက်ခတ်နေတဲ့ထိတိုက်တွေ့မယ်ဝေချေးပေးယူကိစ္စတွေမှာအငင်းပွားစရာကြုံမယ်တပါးသူကြောင့်မိမိရည်ရွယ်ချက်တွေမှာနှောင့်နှေးကြံ့ကြာခြင်းကြုံမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ် ရန်နောက်စစ်တွေနဲ့ထိတဲ့တွေ့မယ်အတိုက်ခံကြတဲ့မှာဘဝတုတ်တဲ့မှုတွေကိုဖဏိယယူခြင်းကိုကြောတွေ့နိုင်တယ်15ရက်နေ့မှာပြဿနာများတဲ့နေ့စိတ်နှောင့်ဆဲများတဲ့နေ့ဖြစ်တယ်16ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝကံတုတ်တဲ့ခြင်းနဲ့ရည်မှန်းကြအောင်မြင်ခြင်းတွေရှိအဲ့ဒီနေ့မှာအနောက်တောင်ရက်ကိုတည်သွားစေတဲ့ရှိတဲ့တဲ့မနေ့ ကိုနိုင်တဲ့စင်တိုင်းခွေတွင်သွားလာယူဆက်မယ်။18နှစ်ရတော့လူမျိုးခွဲအကျိုးပေးခြင်း၊ပြောင်းလဲမှုနဲ့တိုးတက်မှုခံပွင့်ခြင်းတွေရှိမယ်။18ရက်နေ့ကငွေစုလိုက်ဝင်မယ်။မထင်မှန်ဖဲဒုစမြအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်။19ရက်နေ့မှာအထင်မှားခံရတဲ့18ရက်နေ့မှာလူမျိုးခွဲအကျိုးပေးမယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကျိုးပေးမယ်။ ဝေးကြီးကံလုပ်ငန်းကံကောင်းခြင်းကြောင့်ပဲ၁၈ရက်နေ့မှာငွေကြီးကံကောင်းပဲလက်ပွင့်ပဲအလိုပြည့်စုံပဲဘဝတိုးတက်ပဲ၁၉ရက်နေ့မှာ မတော်တဆထိခိုက်ငွေရဲ့ကြိုးဆက်ရမယ်မှန်းနာနဲ့လက်တွေ့ကွာမယ်စိတ်နောက်စိတ်ညားမယ်၂၀ရက်နေ့မှာ ပေါ်ပေါက်လာတဲ့အခွင့်အရေးတွေကိုလက်တွေ့သုံးချပြီးတော့တိုးတက်မှုရှာမယ်ရံများမယ်အတိုက်ခံတဲ့ထိတ်တိုက်တွေ့မယ် နစတဲ့နေ့မှာမတော်တဆထိခိုက်မှုအနေကိုအထူးပြုပြီးကိုဆက်ရမယ်။အနောက်ရက်ကိုဒီသွားစရာနေရှိတတ်တယ်။နေ့တနင်္ဂနွေနေ့သုံးနိုင်တွင်သွားလာကိုဆက်ရမယ်။အဲဒီနစတဲ့နေ့ကဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့လည်းဖြစ်တဲ့အတွက်လက်ပွင့်ကပ်ပွင့်စေခြင်းတွေအတွက်စီစဉ်ဆောင်ရွက်နိုင်ခြင်းရှိမယ်။ဒီကလာတော်တွင်မှာတနင်္လာနေ့သောက်ချာနေ့ ဗုဒ္ဓနဲ့ဝိသူတွေကိုကောင်းကျိုးပေးမယ်။တနည်းငယ်တွင်နေငါနေဝိသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်။ငါခုကိုကနန်းနေအကျိုးပေးတယ်။အစိမ့်ရောင်ဖြူရောင် မိခိုးရောင်တို့ကိုအကျိုးပေးတဲ့အရောက်များဖြစ်သုံးဆွဲပြီးတော့အလိုရှိရာဆောင်ရွက်ပါ။ကောင်းကျင်းကံကြမ္မာများရစေရန်အတွက်အဖြူရံပတ်ဝန်းတို့ကိုဖျားကပ်လူပူဇော်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူအားလုံး မင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့တော်တွင်မှာအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြင်ပါခြင်းဖြင့်ရှိမယ်အလုံးစင်တိုးတက်မယ်လောဘကွေပုံပုံရရှိမယ်ယာဓုစင်တိုးတက်မယ်အခဲခဲဖြစ်ရှင်းနိုင်မယ် ရှင်ပြိုင်မှုအောင်မြင်မယ်လူမျိုးခွဲအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေမှလည်းအကျိုးမြတ်ကောင်းစွာရရှိမယ်ပေါ်ပေါက်လာတဲ့စေကုကြညာတို့ကိုလက်တွေ့ခံတဲ့ပေါ်ရတည်တော်တယ်အလုံရှာခြင်းလုံလျှောက်ခြင်းတွေ့ကောင်းတယ်ပြိုရွယ်သူတွေမှစမ်းပွင့်တယ်ဘိုးရကြီးကိစ္စတွေမှမြုံနယ်လိုက်ရင်ထူးခြားတဲ့အကျိုးဆက်တွေရရှိမယ်ကာလတစ်ခုဖြစ်ပါတယ် 15ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းထိုးထက်ခြင်းနဲ့ရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ရှိ16ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်ဝင်ဖတ်မတင်မှုတိုက်ခတ်များမယ်မတော်တဆထိခိုက်မှန်နေရုံနဲ့ကြိုးဆက်ရမှာပေါ့အနောက်တောင်ရကုန်တည်သွားစရာညင်းရှိတဲ့တဲ့မင်းကိုနိုင်တဲ့စေတိုင်းခွဲတွင်သွားလာကြိုးဆက်မယ်၁၉ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်ထင်လွဲမှုတွေဖြစ်ရှိရတဲ့တဲ့ စိတ်ရှုပ်ထွေးရတဲ့တဲ့ဆက်ရှိရနေမှာမိကောင်းဆွေကောင်းထောက်ယူရမယ်မထင်မှာပဲအမျိုးသမီးမိတ်ဆွေတီတီကက်ထူအန်ကူညီရပြီးတော့ဘဝကံတက်လန်းလုပ်ငန်းတက်လန်းဖွင့်သွားမယ်ဆက်ကိုရနေမှာခရီးကိစ္စအစီပြင်မယ်လူမျိုးခွဲအကျိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လို့အစီပြင်မယ်ပစ္စည်းပြောက်တတ်တယ် 20ရက်နေ့မှာငွေကြေးကန်ကောင်းမယ်လက်ဖွဲ့မယ်လိုရာပြည့်စုံမယ်ဘဝတွတ်တက်ရာရာစင်ပြေမယ်21ရက်နေ့မှာသေစားထိခိုက်မှန်တွေကယူဆရမယ်ရံများခြင်းနဲ့မတော်တဆနဲ့ဖြစ်ပေါ်တတ်ခြင်းတွေကယူဆရမယ်အနောက်ရက်ကုန်တည်သွားစေနေရှိတတ်တဲ့နေ့တနိုင်ခွဲနဲ့သွားနိုင်သုံးနိုင်တွင်သွားလာနေတိုင်းအထူးပြုပြီးယူဆရမှာဖြစ်တယ်အဲ့ဒီ21ရက်နေ့ ဂျူညာဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်အကျွေးစေနှစေကို အမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်ပေးပါဒီကလာအတော်တွင်းမှာကြာသာပတိနေဗုဒ္ဓနေအင်္ဂါနေဝိသုရိကောင်းကျိုးပေးပြီးတော့တနည်းလာသောကြာဝိသုရိဒုက္ခပေးမယ်၃69ကဏ္ဍနေဂျိုးပေးတယ်အပြာရောင်ပန်းရောင်မိခိုးရင်ရောင်တို့ကိုဝိစေသုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နေစီဝင်နေတယ်ဘုရားကတ္တုပူဇော်ပြီး အလိုရှိရဆုတောင်းရင်ဆုတောင်းပြေပါတယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်ကနေစပြီးတော့27ရက်နေ့အတော်တွေမှာရီမန်းချက်ရည်ရွယ်ချက်တရားမြင်မယ်ဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းကျင်းတို့ရဲ့ ကောင်းသောကြိုးကျေးဇူးရမယ်။အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်။ကျမ်းမိန်တဲ့ငယ်ချူကြမယ်။အမျိုးသမီးမိတ်ဆွေကြီးကဲဒုထာကူညီရမယ်။စမ်းဖွင့်ခြင်းအိမ်တော်ကံကောင်းခြင်းအိမ်တော်ရင်းနဲ့ပတ်သက်သောဆုံးဖြတ်ချက်အခြေအနေပတ်သက်သောဆုံးဖြတ်ချက်ချမှတ်ရခြင်းတွေကြုံမယ်။အလုပ်ကိစ္စဆောင်ရွက်စဉ်ပြင်ပြီးကြီးကဲမြတ်ထံကကောင်းသောထောက်ကူရမယ်။ဘဝတိုးတက်မှုနဲ့ကံမြမမှုတွေရှိမယ်။ယနေ့မှာကိုလိုသမားအောင်မြင်မှုနဲ့တိုးတက်မှုရှိ၁၆ရက်နေ့မှာပစ္စည်းပြောက်တဲ့အတွက်မတော်စရည်ကူးဆက်ရမယ်။ ရန်တက်ကနေနဲ့ထိတ်တက်တွေ့ပဲအနောက်တော်ရက်ကိုတီသွားစရာညရှိတတ်တယ်။မနေ့ကိုးနိုင်နဲ့ဆယ်နိုင်ခွဲတွင်သွားလာကြည့်ဆိုင်မယ်။ဆက်ခွန်ရည်နေ့မှာငွေချေကန်တုံကန်ကစီပွားကန်ထူကောင်းပြီးတိုးတက်တဲ့ကန်နေပေါ်မယ်။ဆက်ရှိရည်နေ့မှာရန်တက်ခန်နဲ့တွေ့တတ်တယ်။လှည့်စားသူတွေနဲ့တွေ့တတ်တယ်။စကောရည်နေမှာကိုပိုင်ဆုံးဖြတ်ချက်နဲ့ရှေတို့လွတ်ကန်ခြင်းနဲ့ကြိုးပေးပြီးထုတ်တယ်မယ်အထူးကောင်းတဲ့နေ့တစ်ခုဖြစ်တယ် နှစ်ရက်နေ့မှာရန်ပတိဘက်ကိုင်းနဲ့ထိတ်တိုက်တွေ့မယ်။သူတပားကြောင့်ကိုယ်ရွယ်ချက်ကြီးမန်းချက်တွေမှနှောင့်နေမယ်။နှစ်တရက်နေ့ကတော့အရာရာဆင်ပြေခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းရှိမယ်။ဒါပေမဲ့အနောက်ရောက်ကုန်တည်သွားစေနေရှိတတ်တဲ့နေ့ဖြစ်တဲ့မတော်တဆနေအထူးသတိထားမယ်။နေ့တနင်္ဂနွေနေ့ညနေ3:00နာရီတွင်သွားလာနေတဲ့ Thank you Sam ။အဲ့ဒီမှာဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တဲ့ ပဲဆက်တထောင်တန်တရက်ကိုမွေးနေတာပြန်ပြီးတော့လူနဲ့ဆောင်ပေးလိုက်ပါတနင်္လာနေ့သောကြာနေ့ကနေ့မွေးသူတွေကောက်ကျိုးပေးပြီးတော့ဂျာသာပရိစနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှယ်ဖြစ်တတ်ပါတယ်369ကနန်းနေ့ကျိုးပေးပါတယ်ပန်းရောင်နေရောင်ကျဲသွေးရောင်တို့ဝတ်ပြီးလိုရှိရာကိစ္စဆောင်ရွက်ပါဝေးကြီးလုံငန်းရည်အားစကောင်းကျင့်ကံတွေရဖို့အတွက်ပန်းရောင်ပန်းဝင်တွေဒီဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ် ကြာသာပတိနေမွေးသူအားလုံးမင်္ဂလာပါ2025ဇူလ15ရက်နေ့21ရက်နေ့တော်တွင်မှာစုပေါင်းလုပ်ငန်းကြိုးပမ်းမယ်မိကောင်းဆွေကောင်းတောက်ကူရမယ်ရည်မှန်းချက်တွေအောင်မြင်မယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ကံမြတ်မှခြင်းရှိမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းသောတိုးတက်သောစကားချုံမယ်မင်္ဂလာကိစ္စများပံဝင်ပတ်သက်ရတဲ့ ရီမားချက်စစ်တွေရေဝဲချက်စစ်တွေထူးထူးခြားခြားအောင်မြင်မယ်ငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍထူးထူးခြားခြားတိုးတက်မယ်ဒီတပတ်အတွင်းမှာမင်္ဂလာဆောင် ဖိတ်စာတစ်ခုဖိတ်ကြားခံရရင်အဲ့ဒီမင်္ဂလာဆောင်ဖိတ်စာကိုသေချာသိမ်းဆဲထားပါအင်မတန်လက်ပွင့်စေတဲ့ကံပွင့်စေတဲ့ထူးခြားတဲ့ကံတွေပေါ်ပေါက်လာတယ်ထူးခြားတဲ့မင်္ဂလာရေးရာတွေဖြစ်ပေါ်လာတယ်အိက15ရက်နေ့မှာစူပေါင်းလုပ်ငန်းကျိုးပဲမေကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်16ရက်နေ့မှာသက်စာဖောက်ခံရတဲ့လူလိန်လူကောက်တွေ့တဲ့မတော်တဆနေကိုလည်း အထုပြုဂယုဆက်ရလိမ့်မယ်အနောက်တောင်ရောက်ကိုသွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာဂယုဆက်ရမယ်18ရက်နေ့လုံးသမျှအစဉ်ပြေသွားမယ်အောင်မြင်သွားမယ်မိကောင်းဆွေကောင်းထောက်ခွေရမယ်16ရက်နေ့မှာရံများမယ်မတော်တဆနေဂယုဆက်ရမယ်ညာချင်ညာလက်မှာသေစားထိခဲ့မှုဖြစ်တတ်တယ်19ရက်နေ့ဟာအရာရာအစဉ်ပြေခြင်းဒိုရာပြည့်စုံခြင်းမိကောင်းဆွေကောင်းထောက်ခွေရခြင်းဆုံးဖြတ်ခြင်းမှန်ခြင်းရှိမယ်20ရက်နေ့မှာ လုံးဝမလုံတော့ဘူးလို့ဆုံးဖြတ်တဲ့ကိစ္စပြန်လုပ်ဖြစ်နေမယ်ရတန်းနဲ့လုပ်တယ်ပြန်လဲစတင်နေမယ်21ရက်နေ့ကကံကောင်းခြင်းလက်ပွင့်ခြင်းနဲ့တိုက်ဆိုင်နေတဲ့ဒနာသီတိနဲ့ကစမ်းရှင်တဲ့နေ့အဲ့ဒီမှာပိုက်ဆံတရွက်ကိုအမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်လုံးသမားလည်းကောင်းတယ်ဒါပေမဲ့အဲ့ဒီနေ့မှာမတော်တဆအထူးကံမှန်တရကိုအနောက်ရောက်ကိုတည်သွားစဉ်ဖြစ်တတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်တွေ့သွားလာနေတိုင်းဂယုစိုက်ရမှာဖြစ်တယ် တနင်္လာနေ့ရင်္ဂါနေ့တောက်ကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ကြာသပတေးနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။အပြာရောင်ပန်းရောင်ညရောင်ချက်သွေးရောင်တို့သုံးမှာ369ကနန်းနေသုံးမှာပန်းရောင်ပန်းပွင့်ဖျက်ကတ်လူပြီးလိုရာဆူတောင်းရင်ဆူတောင်းပြေပါမယ်။ကျေးဇူးတင်ပါတယ်။တောက်ကြနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဇွန်လ15ရက်ကနေ့23ရက်နေ့အတွင်းမှာ ဝေချေခံကောင်းမယ်လူရပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝရည်မှန်းချက်တွေရှေ့တိုးလို့ပြီးတိုးတက်သွားမယ်အကျက်ကဲဘလောက်ရှိရှိဒီချိန်မှာဟာလုံးကိုကြောလွားပြီးတလန်းရအောင်ဗဏ္ဍီတိုင်းလေးရတတဲ့လူတွေပြန်လဲစတင်တယ်။စိုင်းငံထားတဲ့လူတွေပြန်လဲဆင်ပြေမယ်။ပိတ်နေတဲ့လမ်းကြောင်းကုန်ပြန်ပွဲမယ်။ကိုယ်ပိုင်ယက်တီချင်းတဲ့ဘဝတွတ်တက်မှုရဲ့နှစ်သာရတွေအထူးတလဲကောင်းသောနေထိုင်တဲ့တွတ်တက်တဲ့ခန်းတွေဖြစ် ေါ်ပေါက်ကြိုးပေးသွားမယ်သူတမန်းနဲ့ကိုနဲ့ကြာမတူတဲ့ရှုထောင့်နေရာနေတွေးပြီးလှုပ်လိုက်တာတွေကနေတိုးတက်တဲ့လာကြောင်းနေကိုထံရောက်လာမှာ15ရက်နေ့မှာဝေးကြီးကံကောင်းမယ်လက်ပွင့်မယ်16ရက်နေ့မှာမတော်တဆနေကယူဆယ်မယ်ရန်တိုက်ခံနေဖြစ်တတ်တယ်အနောက်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်နေ10နိုင်ခွဲကြသတိထားမယ်16ရက်နေ့မှာလက်ပွင့်ကံပွင့်ခြင်းနဲ့အခက်အခဲပြည်လည်ခြင်းတွေရှိမယ် ဆက်ရှိရနေမှာမထင်မှတ်ဖဲငွေဝယ်မယ်ရန်တော့ဖြစ်ရတဲ့ဒီပဋိပက္ခရှိတဲ့တဲ့19ရက်နေမှာမထင်မှတ်ဖဲလူရပြည့်စုံခြင်းနဲ့တိုးတက်ခြင်းနဲ့ပုံမယ်20ရက်နေမှာရတ္တနဲ့လုပ်တည်ပြန်လဲစခြင်းရပိုင်ခွင့်ပြန်လဲရရှိခြင်းကြောင့်မယ်21ရက်နေမှာမတော်တဆတိခဲ့မှုနဲ့ကျူးဆက်ရမယ်အဲ့ဒီကဒနာသိတိနဲ့ခန့်တဲ့စမ်းရှင်တဲ့နေလဲဖြစ်တဲ့အဲ့ဒီမှာဝိဆက်ကုတရက်ကိုအဝိနန္ဒာဖြန်ပြီးလူနဲ့ဆောင် ဲ့ဒီမှာမတော်စနေကအနောက်ရက်ကိုတည်သွားစေနေရှိတဲ့တဲ့နေကင်းတနိုင်ခွဲနဲ့သုံးနိုင်ခွဲသုံးနိုင်အတွင်းမှာသတိထားနေကင်းတနိုင်ခွဲနဲ့သုံးနိုင်အတွင်းမှာသတိထားပါအနည်းရှိတဲ့တဲ့ဒီနေ့ဒါကလည်းအတော်အတွင်းမှာစီဝလက်လာပါတရားတော့ကောင်းပါမယ်အဲ့ဒီချိန်လေးကိုပဲနေငယ်အညာရှိတာပါဒီတပတ်တာကာလအတွင်းမှာတနင်္လာနေ့ ကြာသာပတိနေဗုဒ္ဓနေမွေးသူတွေကောင်းကျိုးပေးမယ်။တနည်းကတွင် စနေမွေးသူများကြောင့်စေနောင်ဆက်တိရှိတတ်တယ်။တင်္ဂါကိုကနန်းနေကျိုးပေးတယ်။အပြာရောင်မိခိုးရောင်နှုတ်နေရောင်တွေသောပြီးလို့ရှိရကိစ္စဆောင်ရွက်နိုင်တယ်။အဖြူရောင်နဲ့ကဲမွာတထဲကို အမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်မှာကောင်းချင်းခံနေရပါမယ်။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်ဇွန်လ15ရက်နေ့ကနေ21ရက်နေ့တော်တွင်မှာဆုံးဖြတ်ချက်မှန်ကန်မယ်ရပိုင်권ပြန်ရမယ်ခရီးကံကောင်းမယ်ယင်းသူများနဲ့စကားများတတ်တဲ့အပြန်ဆိုင်တက်ခင်နေနဲ့ထိတိုက်တွေ့မယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးဥတီကျဲပြောင်းခြင်းကြိုးပြခြင်းရှိမယ်လူမျိုးကွဲကြိုးပြမယ်15ရက်နေ့မှာရန်နဲ့ရှင်ပြီးလောက်ရမယ် အယူဆမတူသူတွေတွေ့ရတဲ့16ရက်နေ့ကအရာရာဆင်ပြေပဲကံကောင်းမဲ့လူရပြည့်စုံမယ်16ရက်နေ့မှာလို့ဖို့ကိစ္စဖို့တွေဂျုံမယ်ရှင်ပြိုင်မှုအောင်မြင်မယ်17ရက်နေ့မှာရန်တိုက်ခံတဲ့ဂျုံမယ်အထင်မှားမှုတွေဖြေရှင်းရမယ်19ရက်နေ့တူတူကြကြကံကောင်းခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းတွေဂျုံမယ်20ရက်နေ့ခရီးကံကောင်းမဲ့လူမျိုးကွဲဂျိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ဂျိုးပေးမယ်20ရက်နေ့မှာငွေရေးခြေကံဘဝကံကောင်းခြင်းနဲ့ တိုးတက်ခြင်းတို့ကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာအထူးသတိထားမယ့်ရက်နှစ်ရက်ရှိပါတယ်မတော်တဆညဖြစ်တဲ့ရက်16ရက်နေ့ဇူလအဲ့ဒီမှာအနောက်တောင်ရက်ကိုတည်သွားစေနေရှိတဲ့ပါတယ်မနေ့9ရက်နေ့10ရက်အတွင်းဖြစ်ပါတယ်နောက်ဆက်တရက်နေ့မှာတခါအနောက်ရက်ကိုတည်သွားစေနေဖြစ်တဲ့နေ့တနင်္ဂနွေနေ့ညနေ3ရက်အတွင်းဖြစ်ပါတယ် အဲ့ဒီ20နှစ်မှာထူခြားချက်နောက်တစ်ခုကဒနာသိတိနဲ့ခတ်စမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာလက်ပွင့်ကပ်ပွင့်စီရပိုက်ဆံကြွေစေးတို့ကို30ကို plastic တဲ့ထည့်ပြီးလူနဲ့ဆောင်ပေးထူးထူးခြားခြားကောင်းတဲ့နေသားရှိဒီကလာတပတ်တာအတွင်းတနင်္ဂနွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့ဇာသပတိနေ့မွေးသူများကြောင့်စိန်နောက်ရှိတဲ့ကတိကောင်တွေဖြစ်တတ်တဲ့နှစ်ကုန်ကုန်ကနန်းတွေအသေးသေးနဲ့အဖြူရောင်ဆင်းရောင်မိခိုရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့ အလိုရှိရာကိစ္စဆောင်ရွက်ပါအဖြူပန်းဝင်နေသည်ဘုရားကတ်တူပြီးတော့လိုရာဆန္ဒပြုပါထူးထူးခြားခြားကံကောင်းပါမယ်ယေရှုတည်းမှာ